ရက်ဖို့နေရာမှာဇာထုတ်ဖို့ထရက်ကာအိုကိုမျက်စိကြာနေတဲ့အမော်ရင်မန်ချက်စတာယူနိုက်တက်တင်ရဲ့နီးပါရူဘင်အမော်ရင်ကအက်စတွန်ဗီလာအသင်းစီအငားချထားတဲ့မာကတ်ရက်ဖို့နေရာမှာဇာထုတ်ဖို့အတွက်သူတင်ဟောင်းစပိုးတင်းလက်စပွန်ကပေါ်တူဂီတိုက်စစ်ကစားသမားထရက်ကာအိုကိုမျက်စိကြာနေလျက်ရှိတယ်လို့သိရပါတယ်။ယူနိုက်တက်တင်ဟာဒီအစီရေကွက်အတွင်းမှာအသင်းကတောင်ပန်ကစားသမားတွေဖြစ်တဲ့ဂျေဒန်ဆန်ချိုအန်တိုနီနဲ့ရက်ဖို့တို့ကိုဆက်စီဘတ်တစ်ဗီလာအသင်းစီအငားချခဲ့ပြီးလာမယ့်နွေမှာလည်းဒီကစားသမား၃ဦးစလုံးကိုအတင်းကနေပြည်တက်ရောင်းထုတ်သွားဖို့လည်းစီစဉ်နေပါဗျ။ဒီကစားသမားတွေကိုရောင်းချပြီးရင်သူတို့နေရာအတွက်အစားထိုးအားဖြည့်မှုတွေကိုလည်းပြန်လည်လှုပ်ဆောင်ရဖို့ရှိနေပြီ လက်ရှိမှာတော့အသက်25နှစ်အရွယ်ဘာစီလိုနာကစားသမားဟောင်းထွက်ကအိုကိုတော်လင်းမျက်စိကျနေလျက်ရှိပါတယ်။ညတော်မှာကစားသမားထွက်ကအိုကဘယ်ကျမ်းမာရောနောက်ချန်တိုက်စစ်နေရမှာပါကစားနိုင်သူလည်းဖြစ်ပါတယ်။2020လုံကဘာရကာကနေဘာစီလိုနာစီပြောင်းရွှေ့ခဲ့တဲ့ထွက်ကအိုဟာဘာစီလိုနာမှာခြွေတန်းပြဖို့ရုန်းကန်ခဲ့ရလို့ဝူးနဲ့စပိုတင်တို့စီကငါချခံရရင်2023မှာစပိုတင်ဒေးစီပါအပြည့်အဝပြောင်းရွှေ့ခဲ့ပါတယ်။အခုဆိုရင်ထွက်ကအိုကစပိုတင်အတွက်ခြေစွမ်းပြနေသလိုဒိမန်နဲ့ကစားကလေး National Quarter Final ဒုတိယကြောင်မှာလည်းပေါ်တူဂီအတွက်ရေးပါတဲ့ဂိုးနှစ်ဂိုးကိုသွင်းယူခဲ့ပါသေးတယ်။ဒီလိုဆန်းဆောင်ကြီးကောင်းနေပြတ်တနေတဲ့ထွက်ကအိုကို United အသင်းအပါအဝင် ။ညူကာဆယ်နဲ့အာဆင်နယ်အသင်းတို့ကလည်းစိတ်ဝင်စားနေကြပြီးဘာစီလိုနာကလည်းသူတို့ကသမားဟောင်းကိုပြန်လဲခေါ်ယူချင်နေပါတယ်။ဘာစီလိုနာသာထွက်ကောက်အုပ်ကိုပြန်ခေါ်ယူမယ်ဆိုရင်ပေါင်တန်း30တဲနဲ့ပြန်ခေါ်ယူနိုင်မှာလည်းဖြစ်ပါတယ်။ဒါပေမဲ့နီပြအော်မော်ရင်ကသူနဲ့တူစပိုးတင်းမှာလက်တွဲခဲ့ဖို့ရထွက်ကောက်အုပ်ကိုယူနိုက်တက်ဒင်းစီခေါ်ယူနိုင်ဖို့ဆွဲဆောင်နိုင်လိမ့်မယ်လို့ယုံကြည်ထားပြီးထွက်ကောက်အုပ်ကလည်းစပိုးတင်းနဲ့2020ဆောင်ဇွန်လအထိသာစာချုပ်တက်တက်ရှိနေတော့ဖြစ်လို့2025နွေမှာပဲအသင်းကနေရောင်းထုတ်သွားရဖို့ရှိနေပါတယ်။ဒီမှာဒီနေ့တက်တဲ့အမားကိုချက်ပြတ်ပြီး